ကဲကျွန်တော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများရဲ့တပတ်တာကံကြမ္မာကိုလမ်းညွှန်သွားမှာဖြစ်တဲ့အတွက်25ရက်ဇွန်လ2025တနင်္ဂနွေနေ့ကနေပြီးတော့22မှတက်ရက်ဇွန်လ2025စနေနေ့အထိအတပတ်တာကာလအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင် အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီဘက်မှာဆိုရင်တော့လက်ဆောင်ပစ္စည်းတွေမမျော်လင့်မဲနဲ့ရတတ်တယ်ရတဲ့လက်ဆောင်ပစ္စည်းကလည်းကို့အတွက်တန်ဖိုးရှိတဲ့အကျိုးရှိတဲ့လက်ဆောင်ပစ္စည်းမျိုးဖြစ်လိမ့်မယ်အသုံးဝင်အသုံးတည့်တဲ့လက်ဆောင်ပစ္စည်းပေါ့သို့မဟုတ်ရင်ဂမ်ဘီရာနဲ့ဆက်ဆက်တဲ့ဟာလာအဆောင်ပစ္စည်းကောင်းလက်ပွဲကောင်းဆိုတာမျိုးတွေလည်းဖြစ်နိုင်တယ်ဒါတွေရရင်လည်းတရားကို့အတွက်အကျိုးပေးမဲ့အရာလို့မှတ်ယူလို့ရတယ်အော်ဒီပစ္စည်းလေးရောက်လာမှကို့အတွက်ဘယ်ကိစ္စတွေကပိုပြီးကောင်းလာတယ်ပိုအဆင်ပြေလာတယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ မမျော်လင့်မဲနဲ့မဖြစ်ဘူးဆိုတော့ပြတ်သွားတယ်ဆိုတဲ့ကိစ္စတွေလွဲကျော်သွားတယ်ဆိုတဲ့ကိစ္စတွေကပြန်ဖြစ်လာမယ်။ဥပမာဆိုကြပါတော့အင်တာဗျူးဖြည့်တယ်မအောင်မြင်ခဲ့ဘူးဒုတိယအကြိမ်ထပ်ဖြည့်မှအောင်မြင်တယ်ဆိုတာမျိုးဖြစ်ပါလိမ့်မယ်။အလားတူပဲပရမရှိမှတစ်ကြိမ်ကြိုးစားတယ်မဖြစ်ဘူးဆိုတဲ့ကိစ္စတွေအခုတစ်ကြိမ်ထပ်ပြီးတော့ဒီတစ်ပတ်မှကြိုးစားခြင်းဖြင့်အောင်မြင်မှဖြစ်ပါတယ်။အဲ့တော့ဒီတစ်ပတ်မှကိုလောက်ကန်ကြံစီတာတွေကိုဟာလာလုတ်ရင်ကောင်းမလားဆိုရင်တော့လုတ်တင်တယ်ကိုလောက်ကန်ကြံစီတာတွေကအောင်မြင်မှဖြစ်တယ်။အတုသဖြင့်ငွေချင်းနဲ့ပတ်သက်လို့လက်မဲ့ ဘလာအခြေအနေငွေကုန်ကြေးကျများတဲ့အခြေအနေကနေငွေကုန်ကြေးကျဟဟလာများတဲ့အခြေအနေမျိုးကနေငွေချင်းနဲ့ပတ်သက်လို့ပြန်လဲကန်ကောင်းလာမယ်ဆုံးရှုံးထားတဲ့ငွေတွေရမယ်ငွေတွေပြန်ရလာမယ်ဆိုတော့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာတော့ပြန်လဲစတင်ခြင်းဆိုတော့လုပ်ငန်းတွေစတင်တာဟလာငွေချင်းနဲ့ပတ်သက်လို့ပြန်လဲပြီးတော့စူးစီးမိတာတစားတစားနဲ့ငွေတွေပြန်ဝင်တာမျိုးတွေဖြစ်မဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းတွေထူထောင်မယ်လုပ်ငန်းတွေစတင်မယ်အလုပ်သွားချောင်းမယ်အင်တာဗျူးပြင်မယ် ဒီလိုကိစ္စတွေဆိုရင်အလွန်ကောင်းတယ်လှုပ်တင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ကောင်းသောခီးတွေကြုံမယ်ဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့အကျိုးရှိတဲ့ခီးကောင်းသောခီးပျော်ရွှင်စရာခီးတွေတွားရလာမယ်အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စတွေကိုစီမံစောင်းရလောက်ကန်ခြင်းဖြင့်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်တစ်ဖက်မှာအင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့အဘုံကံတွေမြင့်တာမျိုးတွေဖြစ်မယ်ကံကောင်းမယ်ဆိုတာတစ်ဖက်မှာလည်းကို့အပေါ်နားလည်မှုလွဲတာဟလာတန်ရရဝင်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ် ဒါတွေကလည်းမများဆဆဆိုးရင်လောက်တဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။ဘာပဲဖြစ်ဖြစ်ဒီတော့မှအင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ကိုပြစ်ကျင်တာကိုရကျင်တာကိုပိုင်ကျင်တာကိုလှုပ်ကျင်တာကိုရည်ရွယ်ထားတာတွေမျောလင့်ထားတာတွေကိုအကောင့်တွေပေါ်လှုပ်ဆောင်စူးစမ်းခြင်းဖြင့်အောင်မြင်မှာဖြစ်ပါလေ။ဘာပဲဖြစ်ဖြစ်အောင်မြင်မှုတွေနဲ့အဆုံးသတ်မဲ့ကံကောင်းနေတဲ့တပတ်တာလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။လှုပ်เสียရရှိတာကိုပြက်ပြက်သားသားရေရေဝင်းဝင်းလှုပ်ဆောင်ပါလို့ဒီကနေ့ကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလိုက်ပါတယ်။ အဲ့တော့ဒီတစ်ပတ်ရဲ့ကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့ကတော့တင်ကဏ္ဍမှာအကျိုးပေးတဲ့အယောင်အနေနဲ့ကတော့ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်တို့အညူယောင်ဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအတွက်ပါ